ကဲဒီနေ့ညနေရတော့เนาะကျွန်တော်ကတော့အခွေလေးကတော့164ကိုခွေဘူးလေးကိုကျွန်တော်ပေးထားတယ်။ပတိကတော့နေတဲ့နေတဲ့ပတိကစားတဲ့မစ်ဆွေလေးတွေဒါကျွန်တော်16ချိန်လေးနဲ့ကျွန်တော်တို့ဒါထိနေပြီပေါ့เนาะ16ပတိလေးနဲ့ဒါရကြမယ်လို့ကျွန်တော်ထင်ပါတယ်ဒီမှာလဲကျွန်တော်ဒီမှာလဲတင်ပေးထားပါတယ်เนาะနေတဲ့ကတော့16ချိန်လေးပါအပူလေးကိုတော့ထိထိမိမိတင်ထိုးဖို့အတွက်ကျွန်တော်ပြောထားပါတယ်เนาะအခွေခွေထားတဲ့မစ်ဆွေတွေကတော့ဒါ အာဟို50 50ပေါ့နော်50 50ကျွန်တော်တို့ဒါရင်ခုန်နေလို့ရနေပြီပေါ့နော်ကျွန်တော်ကတော့အခုဟိုဗီဒီယိုမှာလည်းကျွန်တော်ပြောပါတယ်ကျွန်တော် group ကလူတွေကျွန်တော်စီလာယူထားတဲ့မိတ်ဆွေတွေပိုင်းညာတကာပေါ့နော်အကုန်လုံးတော့ကျွန်တော်အကောင်းဆုံးလေးတွေပြောပေးထားပါတယ်နော်6ပူးပါစေဟုတ်ကူလေအပူလေးဆိုလို့ယူလို့ရှိရင်တော့ကောင်းတော့ပေါ့နော်အပူကတော့ပြေထိုးဖို့တော့ကျွန်တော်အကောင်းဆုံးကြံပေးထားပါကျွန်တော်လည်းဆိုတော့3ခွန်ဒီဒါ3ခွန်ဆိုတဲ့ကဏ္ဍက အပူကိုပဲသူခေါ်လာတတ်တယ်ပေါ့နော်ညနေဘက်ကိုကျွန်တော်ကတစ်ထီရလေးထီရတင်းနေဆိုလို့ရှိလို့ရှင်တစ်ချောက်ရှိမယ်လေးနေဆိုလို့ရှိလို့ရှင်အင်းတင်းနေဆိုလို့ရှိလို့ရှင်တစ်ချောက်တည်းလေးတစ်ကိုရှိမယ်လေးနေဆိုလို့ရှိလို့ရှင်လေးချောက်လေးကိုဆိုတော့ကနန်းလေးတွေပေါ့နော် အချိန်ရတော့ဒါတစ်ချောက်အချိန်ပေါ့နော်ဒီလေးထီရလေးတွေပို့တင်ပြီးတော့တစ်ချောက်လေးကိုခွေဘူးလေးပေါ့နော်အဲအဲ့တော့ကျွန်တော်ညီကိုငငယ်ကြီးမိတ်ဆွေတွေဒါရမယ်လို့ကျွန်တော်ထင်ပါတယ်ကျွန်တော်တို့ကလည်းမတင်သေးတာဖြစ်တဲ့အတွက်ကျွန်တော်တို့ကအကောင်းဆုံးတော့ကြည့်အောင်လို့ပေါ့နော် ပရိသမိုင်းလေညနေနေစပြီးတော့ကျွန်တော်ထိုးကြီးကျွန်တော်ဒါစတင်ပြီးတော့ဒါပုံမှန်တိုင်းကနေပြီးတော့ဒါနည်းနည်းစပြီးတော့တင်ခိုင်းထိုင်ဖို့เนาะကျွန်တော် break ကဘရိတ်နှစ်ခုရှိပါတယ်ပထမဘရိတ်ဒုတိယဘရိတ်ရှိတယ်ဘရိတ်ဒီဒါဒီနေ့ညနေမှာဒါကျွန်တော်ဒါကြက်လာနိုင်ရေးရှိလို့ကျွန်တော်ပြီးတော့ဘုန်းတော်ဒီမှာကတော့ဒီမှာဒီကဘရိတ်ကတော့ကျွန်တော်ကတော့နက်ခတ်အကျိုးသည်နက်ခတ်တူနက်ခတ်ရိုက်တာဖြစ်တဲ့အတွက်ကျွန်တော်ကတော့၃ဘရိတ်၅ဘရိတ်ပဲကျွန်တော်ကတော့ပြပါတယ်၃လဲဆို6ခွန်အဲ၃ဘရိတ်ဆိုရင်6ခွန် ဒါ၅ဘိတ်ဆိုရင်69ပေါ့နော်ပရိတ်ကကြိုက်တာတော့၅ဘိတ်ကိုကြိုက်တာပေါ့နော်လာယူရဲမိတ်ဆွေတွေကိုတော့ရန်မိုးလို့အတွက်ကျွန်တော်ကတော့၃ဘိတ်ပါအရန်ကျွန်တော်ထည့်ပြီးတော့ပေးထားပါတယ်နော်အဲ့တော့ပြီးခဲ့တဲ့ပုံရတော့တစ်ပတ်လုံးမနေ့ကနန်းတလုံးညနေဆွဲသွားပြီပေါ့နော်မနေ့ကနန်းတလုံးညနေဆွဲသွားပြီဆိုရင်တော့ကျွန်တော်တို့ကမျှော်လင့်စရာကတော့ဒီနေ့တပွဲထီပါထပ်ပြီးတော့ဆွဲနေအောင်မယ်ဆိုရင်တော့636ခုမယ်တူတာပြီးတော့ပါပေါ့နော်ထိပ်စီးက6ဖြစ်သွားတာဖြစ်တဲ့အတွက်ပေါ့နော်အဲ့လိုမျိုးကြီးတော့ မလို့တော့တော့လို့ကျွန်တော်ထင်တယ်နေတိုင်းကတော့ကျွန်တော်တို့ဒါတစ်ချောင်းချင်းလေးနဲ့ဒါတစ်ချောင်းချင်းလေးနဲ့ကျွန်တော်တို့ညီကိုတငငင်းမိတ်ဆွေလေးဒါရထားလိမ့်မယ်လို့ထင်တယ်ကျွန်တော်ရခွေပူးလေးရပဲပြီးမလားဆိုတာလေးတော့ကျွန်တော်တို့တစ်ချက်လောက်စောင့်ကြည့်အောင်ပေါ့နော်လောလောဆယ်တော့မိနစ်ကတော့အရန်ညို့စောသေးတယ်63ကတော့ဒါပထမကနေ့ရန်ခုံးနေပြီပဲ63ကတော့တော်တော်ငြိမ့်နေပေါ့နော် အဲကျွန်တော်ဒီမင်းရဲ့ဗီဒီယိုလေးမစ္စရိတဲ့ကြိုးထူးရဲဆိုရင် like share subscribe လေးလည်းလုပ်သွားပေးပါအောင်တခုခုလိုချင်တာသိချင်တာရှိရဲဆိုလည်းကျွန်တော် comment ကျွန်တော်ရဲ့ပို့လေးတွေအောက်မှာဝင်ရောက်ပြီးတော့မှန်လို့လည်းရပါတယ်ဆွတင်ရင်ခုံသွားလို့လည်းရပါတယ်ကျွန်တော်အကောင်းဆုံးအကြံလေးတွေပြန်ပြီးတော့ပေးပါမယ်နော်ခရအောင်မယ်ထီထီမီမီပောက်ပါစေရပါစေအောင်ပါစေ break သမားတွေကကို break ဆိုကို break ပဲထီထီမီမီလိုက်ပါနော်ကြာနာလေးပြန်များပြီးဟုတ်ကုန်ဒီကုန်မလုပ်ပါနဲ့မနက်ကတည်းကလုံးပြန်ဆွဲမယ်ဆိုတော့63 60ခုံပဲပြီးပါလိမ့်မယ်ခရအောင်မယ်ဒီနေ့ခွင့်မပြန်ဆောင်ရအောင်ခင်ဗျ